ဗတိကုံနိုင်ယူပြီးဥရောပဖလားအလုံးစုခုနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ချက်စီချက်စီတင်ရယူရိုကွန်ဖရင့်လိဘောလူပွဲမှာစပိန်ကလေးရီယယ်ပရီအသင်းကို၄ဂိုးတိုးကိုနဲ့အမခန်နောက်ကောက်ချအနိုင်ယူခဲ့ပြီးချန်ပီယံစုဖလားကိုစုခုသွားခဲ့ပါတယ်။ဒါချက်စီတင်တို့တမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ပြီး UEFA ပြိုင်ပွဲတွေရဖလားအလုံးကိုစုဆောင်းနိုင်ခဲ့ပြီဖြစ်လို့ European Grand Slam လို့တောင်တင်စားခံနေရပါပြီ။ချက်စီရဲ့ဘလူးကိုခေးရဲ့ပထမဆုံးဖလားကလက်ထက်ကနေလွှင့်စင်တော့မလို့ဖြစ်နေခဲ့ပြီးကွန်ဖရင့်လိဖလားတောင်အောင်ရမယူနိုင်ရင်ဘီလီယံနဲ့ချီတဲ့ငွေတွေတုံးထားတာအလကားပဲလို့ဝေဖန်မဲ့သူတွေရှိနေချိန်မှာကိုပါမအထိတ်တန်းကစားသမားတွေလုံနိုင်တယ်လို့ပဲပွဲကိုပြောင်းလဲပြစ်ခဲ့ပါတယ်။ ပွဲစားမှာချက်စီတို့ကောင်းမွန်စွာအစားပြုခဲ့ပေမဲ့ကိုမိနစ်ကြာမှပဲမာလိုဂူစတိုရဲ့မောင်းဝင်းနဲ့ဘေးပုံမှုကနေတဆင့်ဗတ်တီကအစ်စကိုရဲ့ဘေးပုံမှုကနေအက်ဇယ်ဇူလီကဥဆောင်ကိုတကူသွင်းယူသွားခဲ့ပါတယ်။ပထမပိုင်းအများစုမှာချက်စီတင်းဟာခြေတလန်းနောက်ကျနေခဲ့ပြီးအစ်စကိုရဲ့ဖန်တီးမှုတွေကပြဿနာတွေဖြစ်နေခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာတော့ချက်စီတို့ဘောလုံးပိုက်ဆိုင်မှု90ရာခိုင်နှုန်းရှိခဲ့ပေမဲ့ တယောက်တည်းဂိုးသွင်းခွင့်ဖန်တီးနိုင်ခြင်းမရှိခဲ့ပါဘူး။နီပြမာလစ်ကာပထမပိုင်းရဲ့အမားကိုနားလည်ခဲ့ပြီးဒုတိယပိုင်းအစမှာဂုစတိုနီယာမှာရီဂျင်းကိုလူစားဝင်ကစားစီခဲ့ပါတယ်။ချက်စီတင်းကောင်းဆောင်ရီဂျင်းရဲ့ဥဆောင်မှုနဲ့တူကစားသမားတွေစိတ်သက်ပြန်လည်မြင့်တက်လာခဲ့ပြီးဒုတိယပိုင်း55မိနစ်မှာနီကိုလေးဂျက်ဆင်ပင်နယ်တီရတင်းခဲ့ပေမဲ့မရခဲ့ပါဘူး။65မိနစ်ရောက်မှာတော့ပါမားရဲ့ဖန်တီးပေးမှုကနေတဆင်အဆိုဖာနန်ဒက်ကခေါင်းတိုက်ပြီးခြေပါကိုသွင်းယူပေးခဲ့ပါတယ်။တကူတကူဖြစ်သွားပြီးတဲ့နောက်မှာချက်စီတို့လုံးဝကိုအသာစီးရသွားခဲ့ပြီး မိနစ်90မှာလဲပါမာကဘတ်တီတင်းရဲ့လူစားဝင်ကစားသမားရိုဒီကွက်ကိုလှည့်စားပြီးနောက်ထပ်ဖန်တီးမှုတစ်ခုပြုလုပ်ခဲ့ရမှာဂျက်ဆင်ရဲ့ရင်မတ်နဲ့ TP ကန်ကောင်းစွာနဲ့ပဲဂိုးတွေကိုဝင်သွားခဲ့ပါတယ်ဒီဘက်မှာတော့ကိုပါမာတယောက်ပေါင်းဘီလီယံကျော်သုံးပြီးခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာပါမာလောက်တန်ဖိုးရှိတာမျိုးမရှိဘူးလို့တောင်ဆိုရမယ့်ခြေစွမ်းကိုပြသခဲ့ပါတယ်ပွဲကတော့ဒီမာရင်ပြီးဆုံးသွားခြင်းမရှိသေးပါဘူး89မိနစ်မှာဂျက်ဆန်တူဦးတဲ့ကိုသမားနဲ့အတွေ့မှာအခွင့်အရေးကိုဆုံးရှုံးခဲ့ရပြီးဒဏ်ရာကြောင့်လူစားလက်ခဲ့ရပေမဲ့ချက်စီတို့ကတော့ဂိုးတွေဆက်လက်တွင်းယူခဲ့ပါတယ် 83မိနစ်မှာလူစားဝင်ကစားသမားဂျေလန်ဆန်ချိုကလှုပ်ရှားမှုကောင်းကောင်းနဲ့ဂိုးသွင်းခဲ့ပြီး93မိနစ်မှာတော့ဒီယာဒီချက်စီတင်းရအကောင်းဆုံးကစားသမားအဖြစ်တက်မှတ်ခံထားရတဲ့ကိုင်စီတို့ကပင်နယ်ဒီအေရိယာပြင်ပကနေအပြင်ကန်သွင်းယူခဲ့ပြီးပွဲကို၄ဂိုးတကိုးနဲ့ဆုံးသတ်ခဲ့ပါတယ်။ဒါဟာဗတ်တီတင်းရပထမဆုံးအိုရောပဘောလူဝဲဖြစ်ပြီးကွန်ဖရင့်လီရဲ့ရည်ရွယ်ချက်အတိုင်းအသင်းငယ်တို့ကိုခွင့်ရင်းပေးတဲ့သဘောလည်းဖြစ်ပါတယ်။ဗတ်တီမှာစပါးကနေထွက်ခဲ့တဲ့လိုဆက်ဆိုးအာဆင်နယ်ကနေထွက်ခဲ့တဲ့ဘဲလာရင်မန်ယူကနေထွက်ခဲ့တဲ့အန်တိုနီတို့စားတဲ့ပရီးမီးယားလိဂ်ကစားသမားဟောင်းနေပါဝင်ခဲ့ပြီးသူတို့ကလည်းသူတို့ရဲ့ဂုဏ်သိက္ခာကိုပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဆက်စီတင်းအတွက်တော့ဒီပလာကဘောနပ်ဆူပလာဖြစ်ပြီးလာမယ့်ဆီချန်ပီယံလိဝင်ခွင့်ရရှိထားတာကြောင့်သူတို့အနေနဲ့နောက်တစ်ခါဒီပြိုင်ပွဲမှာပါဝင်ခြင်းမဟုတ်တော့ပါဘူး။နီပြမာရစ်ကာရဲ့ပထမဆုံးရာသီဖြစ်ပရီးမီးယားလိမှာအဆင့်လေးရရှိကာချန်ပီယံလိဝင်ခွင့်နဲ့ကွန်ဖရင့်လိပလာရရှိခဲ့ခြင်းဟာဝေဘန်သူတွေပါပြောပြောအောင်မြင်တဲ့ရာသီတစ်ခုဖြစ်မှတ်တမ်းတင်ရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမ